င်္ဂလာပါရှင်။ဘာမှခဲ့တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပြီးနောက်ဆုံးရသတင်းများကိုဆက်လက်စီရင်ခံတင်ဆက်ပေးပါောင်းမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့တကြံအတန်းနဲ့မနက်အစောပိုင်းမှာကျုံတို့မြို့အနီးကရွှေတချို့လေးချောင်းတိုက်ခိုက်ခံရဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ဒီကနေ့တကြံအတန်းနေဧပြီလ16ရက်မနက်အစောပိုင်း6နိုင်ဝန်းကျင်မှာကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတို့မြို့အနီးတစ်ဝိုက်ကကျေးရွာချို့ကိုလေကြောင်းတိုက်ခိုက်မှုတွေကြုံနေရတယ်လို့ကရင်တရင်ရဲမြစ်ထံကသိရပါဗျ။ဒရုန်းနဲ့ဘုံကျဲချတာလေရင်နဲ့ဘုံကျဲခံရတာဖြစ်ပြီးတိုက်ခိုက်မှုခံရတဲ့ရွာတွေကတော့ကော့ဂရိတ်ကျုံတို့လမ်းတစ်လျှောက်ကရွာချို့ဖြစ်တယ်လို့သိရပါဗျ။ဒီမနက်အစောပိုင်းတိုက်ခိုက်ခံရတဲ့ရွာတွေကတော့နွားချန်ကုန်းလေးတိုင်း၅တိုင်း၉တိုင်းရေပူစတဲ့ရွာတွေဖြစ်တယ်လို့ကရင်တရင်ရဲမြစ်ကပြောပါဗျ။ ကျုံတို့မြို့ဒေသခံတို့ကလည်းတိုက်ပွဲမဖြစ်ဘဲလေးချောင်းတိုက်ခိုက်ခံရတာလို့အသိပေးပါရယ်။ ဒီမနက်တိုက်ပွဲမဖြစ်ဘူးလေရင်လာကျဲတာတမနက်လုံးမယ်အခုထိပတ်ကျဲနေတယ်လို့အဲ့ဒီဂျုံတို့ဒေတာကန်ကပြောပါတယ်မနေ့ကတကြံအကြံနေအရလ15ရက်မနက်ပိုင်းကတော့ကော့ဂရိတ်ဂျုံတို့လမ်းမိုင်းဂျုံတို့မြို့အနီးကနေရာတွေမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်နေ့လယ်ပိုင်း12နာရီခန့်မှာဂျုံတို့မြို့နောက်တောင်မဲရှိကန်နီရွာဘုံကြီးကျောင်းဘုံကျဲခံရပြီးအရသာ9ထက်မနေ့တည်ဆုံခဲ့ရပါတယ်ကန်နီရွာဘုံကြီးကျောင်းဘုံကျဲမခံရခင်နေ့ပိုင်းလုံးမနက်9နာရီဝန်းကျင်မှာတော့ဂျုံတို့မြို့အနီးကနွားချန်ကုန်းရွာလက်နက် ြီးကြပြီးအရသာထိခိုက်သေးဆုံးမှုတွေရှိခဲ့ပါတယ်။နွားချံကုံရလက်နက်ကြီးကြီးကြတဲ့ဖြစ်စဉ်နဲ့အရသာထိခိုက်သေးဆုံးမှုရှိတယ်ဆိုတာပဲကနဦးသိထားရပြီးထိခိုက်သေးဆုံးမှုအခြေအနေကို People Spring ကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ People Spring ကကြီးရှုရတဲ့ဓာတ်ပုံရတော့နွားချံကုံရမှာအမျိုးသမီးတူအပအဝင်အရသာနှစ်ဦးထက်မနည်းသေဆုံးထားတာတွေ့ရပါတယ်။ကရင်ပြည်နယ်မှာတင်းကြံကာလာတွင်ကွန်ကရစ်ကြုံလိုလန်တရှောင်းနဲ့ကွန်ကရစ်မြို့မြောက်ပိုင်းမြဘရန်ရရင်ခွဲတောင်စခန်းတဝိုင်းမှာလဲစစ်ကောင်စီတပ်နဲ့ KNU ပူပေါင်းတရေကြာတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ဆလဘီငလျင်ပြည်ကစေးကလာအတွင်စစ်ကောင်စီကပြည်သူကိုပြစ်မှတ်တာနေစဉ်တိုက်ခိုက်နေဟု KNU ပြောဆိုရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီတပ်ကကရင်အမျိုးသားစီယုံ KNU အုပ်ချုပ်နယ်များရှိပြည်သူများကိုပြစ်မှတ်ထားသည့်တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေ၍ကလေးငယ်များအပါအဝင်ပြည်သူထိခိုက်မှုများရှိခဲ့ကြောင်း KNU ဘုတ်ကဧရလ15ရက်တွင်သတင်းထုတ်ပြန်သည်။မတ်လ20ရက်ကပြင်အပြင်းငလင်းလှုပ်ခတ်မှုပြီးကယ်ဆယ်ရေးလှုပ်ဆောင်ရမည့်ကာလဖြစ်တော့လေအာနာသိန်းစစ်ကောင်စီသည်ပြစ်မှတ်ပြည်သူများအားရွေချက်ရှိရှိဖြင့်အနေစင်နှင့်အမျှလိုက်လံပြစ်ခတ်လျက်ရှိသည်ဟုအသိပေးသည်။ KNU နယ်မြေတွင်စစ်ကောင်စီတပ်၏လက်နက်ကြီး drone ပြစ်ခတ်မှုကြောင့်ပြည်သူထိခိုက် ိုင်မော်ချင်းနေချို့ကိုလည်းပေါ်ပြသည် KNU တပ်မှ၆နှစ်မြေကော်ဂရိတ်မျိုးနယ်တွင်စစ်ကောင်စီတပ်ကတိုက်ခိုက်ခဲ့၍ဧပြီလ၈ရက်နေ့ဆယ်ရက်တွင်ကလေးငယ်လေးဦးအပါအဝင်ပြည်သူ၈ဦးဒဏ်ရာရရှိခဲ့ဟုဆိုသည်။ KNU ဒူပလန်ယာခရိုင်ကော်ဂရိတ်မျိုးနယ်မောင်မရွာတိကျေးရွာတွင်ဧပြီလ၁ရက်ညနေပိုင်းတွင်နော်ကော်ဂရိတ်မျိုးနယ်တွင်တပ်ဆွဲထားသောအာဏာသိမ်းစစ်ကောင်စီတပ်မှဒရုန်းဖုံးဖြင့်ပုံကျဲချရာအသက်၁၀နှစ်အရွယ်မိန်းကလေးတဦးအသက်၅၅နှစ်အရွယ်အမျိုးသားတဦးအသက်၅၀နှစ်အရွယ်အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့သည်ဟုအသိပေးသည်။ဧပြီလ၈ရက်ညကလည်းကော်ဂရိတ် ုက်တက်ဆွဲထားသည့်စစ်ကောင်းစီတက်ကအန်ကောင်ကြီးရွာ၊ကြိုက်တလိုက်ကြီးရွာနှင့်တောက်ပလန်ကြီးရွာများအတွင်သို့လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာအသက်40နှစ်အရွယ်အမျိုးသားတူအသက်26နှစ်အရွယ်အမျိုးသားတူအသက်14နှစ်အရွယ်အမင်းကလေးတူအသက်9နှစ်အရွယ်ယောက်ျားကလေးတူနှင့်အသက်6နှစ်အရွယ်ယောက်ျားကလေးတူထိမှန်တရားရရှိခဲ့ကြောင်း KNU ကထုတ်ပြန်သည်။ KNU ထုတ်ပြန်ထားသည့်စီရင်များအရငလင်ဘေဘီနောက်ပိုင်း KNU တက်မှာတထုံခရိုင်တက်မှာ၃ညောင်လေးပင်ခရိုင်တက်မှာ၄နယ်မြေဘိတ်တဝဲခရိုင်မြို့ရွာများတို့လည်းစစ်က ကောင်စီကလက်နက်ကြီးပြေခတ်မှုလေးကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့၍ပြည်သူထေဆုံးထိခိုက်မှုရှိခဲ့သည်အလာတူပင်စေကောင်းစီဒီငလင်ပီးကြောင့်ရိုင်အပြည့်ရမျိုးချိန်ညာခဲ့တော့လေကချင်းစကိုင်းမကွေးမန္တလေးရှမ်းမြောက်ရခိုင်ကရင်ကရင်နေနဲ့ချင်းဒေသအသေးသေးရှိပြည်သူများနေထိုင်ရသူပြည်မတ်တာပြီးလေကြောင်းပြက်ကတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာပြည်သူတိတ်ဆုံးထိခိုက်မှုများစွာရှိခဲ့သည် အမျိုးသားညီညွတ်ရေးဆိုရိုက်တဲ့ထုတ်ပြန်ချက်နဲ့ဒေသတဲ့ရဲမြင့်များပြောပြချက်အရငလျင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နောက်ပိုင်းစစ်ကောင်စီလေးချောင်းလက်နက်ကြီးတိုက်ခိုက်မှုများကြောင့်နိုင်ငံတော်၌အသက်ဆုံးရှုံးခဲ့ရသည့်ပြည်သူတရာကျော်ရှိနေပြီဖြစ်သည်။ရှမန်နေဧပြီလ15ရက်ကလည်းကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ဂျုံတိုးမြို့ရှိတင်းကျန်ကာလာတက်ကြီးရွယ်အများဥပုပ်တီလာဆောင်ယူနေသောကဲနီကျေးရွာဖုန်ကြီးချောင်းကိုစစ်ကောင်စီကလေးချောင်းမှပုံကျဲတိုက်ခိုက်ရာပြည်သူ6ထပ်မင်းသေးဆုံးခဲ့သည်။ ယခုဆက်လက်ပြီးစစ်ကောင်စီကတင်းကျပ်ရဲ့အနေရပြန်လာသူတွေကိုစစ်စရေးဂိတ်မှာဖမ်းဆီးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ARE တိုင်းပသိမ်ခိုင်ပသိမ်မြို့မှာဧပြီလ12ရက်နေ့ပသိမ်မြို့ချက်ပောင်ရွာမှာစစ်မှုရန်အမှတ်စဉ်တစ်ကမဲပေါက်လို့တင်းရှောင်းနေသူကိုတင်းချံရဲ့အင်ကိုပြန်လာချိန်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကမျိုးရောကိုပြောပါရယ်စစ်မှုရန်ပတ်စင်တစ်ကမဲပေါက်ပြီးတင်းရှောင်းနေသူကိုစုပါတူကိုစစ်ကောင်စီကတင်းချံရဲ့နေအပြန်လမ်းမှာဖမ်းဆီးခဲ့တာလို့သိရပါရယ် တင်းချံဘေးရဲ့အေကိုပြန်လာတာသူကအရင်စစ်မှုရမ်းပဲပေါက်ဖူးရဲပြောတဲ့ရန်ကုန်မှာအလုလုပြီးအပြန်ကိုစုစစ်စီရေးကိမ်းမှာဖမ်းခံရတာတရင်ပေးရှိတဲ့ထင်တယ်လို့ဒေသခံသူကမျိုးတော်ကိုပြောပါရယ်ကိုစုစစ်စေးရဲ့ဂိတ်ပြင်စစ်ကောင်စီရဲ့စစ်စေးရဲ့ဂိတ်တွေမှာမှတ်ပုံတင်တွေကိုစစ်ဆေးပြီးသူတို့အသုံးပြုတဲ့ software နဲ့တိုက်စစ်ကစစ်ပြေးရေးပြင်းနဲ့စီဒီအန်သမားတွေကိုဖမ်းဆီးနေတာလို့သိရပါဗျ။ ပြီးခဲ့တဲ့ April 14သင်းချန်ကြာနေကလည်းပသိမ်မြို့ကတောင်မော်လန်စကိုင်းဘာစားတောက်ဆိုင်မှာဒေသခံကာဝေးတပ်တွေရောက်နေတဲ့ဆိုတဲ့သတင်းနဲ့ထွေအုပ်ရဲနဲ့ဆိုင်ယာဘာရင်းအင်အားအများပြားနဲ့ပိတ်ဆို့ရှာဖွေခဲ့တယ်လို့သိရပါဗျ။ ည10နာရီလောက်ဝိုင်းတာကြားတာတော့ PDF တွေရှိတယ်လို့တိုင်တယ်လို့ပြောတယ်။အဲ့ဒီအထဲမှာပီယာလာတောက်ကြတဲ့ဗိုလ်မှူးတွေတောင်ရှိတယ်ပြောတယ်။အကုံညတနာရီကျော်တဲ့အထိမပြန်ရဘူး။ဘာရီစစ်တယ်တော့မသိဘူး။သူတို့ပြောတဲ့ PDF တော့မရှိပါဘူးလို့ဒေသခံတူကမျိုးတော်ကိုပြောပါရယ်။စစ်ကောင်စီက AIRA တိုင်းမှာအခုရပိုင်းစစ်မှုထမ်းနေပတ်သက်ပြီးလူငယ်တွေကိုမတရားဖမ်းဆီးနေပြီးတင်းကြံပြန်လာတဲ့လူငယ်တွေနဲ့တက္ကသိုလ်ဝင်ဆောင်မှုပဲဖြေပြီးတဲ့လူငယ်တွေကိုအထက်ကပြစ်မှတ်ထားဖမ်းဆီးစုဆောင်းနေတယ်လို့လည်းစုံစမ်းသိရှိရပါရယ်။ ဆက်လက်ပြီးငလျင်တန်ထိခဲ့တဲ့ကြောက်စဲမြို့၌ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးငလျင်တန်ကြီးကြောင့်ပြည်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တဲ့မန္တလေးတိုင်းကြောက်စဲမြို့၌ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို နာဆာကဩဂတ်တာနိုင်ငံတော်ဝန်ကြီးချုပ်ပို့ချုပ်မှုကြီးမေအောင်လိုင်းမှာဧပြီလ15ရက်နေ့နက်ပိုင်းကတွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။နာဆာကဩဂတ်တာမှာကျောင်းဆယ်မြို့ပြည်သူစေယုံကြီးတွင်ငလျင်တန်းသောထိခိုက်ဒဏ်ရာရသူများကိုအားပေးစကားပြောကြားကထောက်ပံ့ငွေနှင့်စားသောက်ဖွဲ့ရများပေးအပ်ခဲ့သည်။ထို့နောက်စေယုံကြီးအတွင်းငလျင်တန်းသောထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်နေရာများအားကြည့်ရှုစစ်ဆေးပြီးအဆောက်အဦများအားဆက်လက်သုံးစွဲရန်တင်မတင်စစ်ဆေးရန်နှင့်စနစ်တကျစစ်ဆေးပြီးမှသာသုံးစွဲရန်တင်တော်သောအာမခံချက်ရှိသည့်အဆောက်အဦများကိုသာပြန်လည်ပြုပြင် င်သုံးဆွဲရန်မှာကြာကဝန်ထမ်းများအတွက်လိုအပ်သည့်ဝန်ထမ်းအင်အားအစအဦးအပြန့်လည်တိဆောက်ပေးသွားရန်မှာကြာခဲ့သည် ်ထို့သူနာဆာကဥက္ကဋ္ဌသည်နေပညာတက္ကသိုလ်ကျောင်းဆယ်တွင်ငလျင်တန်းသောပြိုကျပျက်စီးသောစာသင်စာများအကစားခန့်မှအနေအားကျောင်းသားအိဆောင်နှင့်ဝန်ထမ်းအိမ်ယာများအားကြည့်ရှုစစ်ဆေး၍ကျောင်းမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကိုမှာကြားခဲ့သည်ထို့ပြင်ကျောင်းဆယ်မျိုးအိမ်မြကြည်လင်ရက်ွက်တွင်ငလျင်တန်းသောထိခိုက်ပျက်စီးမှုများကိုကြည့်ရှုစစ်ဆေးပြီးအပျက်စီးများကိုအမြန်ဆုံးရှင်းလင်းဖယ်ရှားရင်းနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်တာဝန်ရှိသူများအားမှာကြားခဲ့သည်ဆလဘီဘကိုတိုင်းအုံတွင်မျိုးနှင့်တောင်းနှံကျေးရွာကိုတိုက်ဝဲဖြစ်ပွားခြင်းမရှိပဲ လင်းပြပုံကျဲမှုပြည်သူနှုတ်ထက်မနေတေဆုံဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ။ပဲခူးတိုင်းအုံတွေမျိုးနဲ့တောင်တန်းကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေးမြေဖုံးကျဲချခဲ့ရာပြည်သူတို့ထက်မနေသေးဆုံးကြောင့်ဒေသပြည်သူများကရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနထံသို့ပြောဆိုသည်။ရှမန်နီဧပြီလ15ရက်နေ့ညနေ3နာရီဝန်းကျင်ချင်းပဲခူးတိုင်းအုံတွေမျိုးနဲ့ရေအိုးစင်ကျေးရွာအုပ်စုတောင်တန်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးမြေဖုံးကျဲချခဲ့ရာမိသားစုတစုထဲမှလေးဦးပုံထိမှန်ခဲ့ကြောင်းရင်းတို့အနက်မှအသက်35နှစ်အရွယ်ကိုမျိုးနဲ့စနေဖြစ်သူတို့မှတန်ရာများဖြင့်သိဆုံးသွားခဲ့ကြောင်းသိရှိရသည်။ တိုက်ဝဲဖြစ်တာလည်းမရှိပါဘူးဒီတိုင်းလေရင်နဲ့ဘုံကျဲချတာပါတိုက်ရင်နဲ့မိသားစုဝင်လေးဦးထိတဲ့စေကူဖို့ခေါ်သွားရင်နဲ့ကိုမျိုးနဲ့သူ့အမျိုးသမီးစုံနဲ့ဇန်နေတဲ့ဦးကလည်းတန်ရန်ရရှိထားပါတယ်ဟုဒေသပြည်သူကပြောဆိုသည်အကြံဖက်စက်ကောင်စီကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့သောပဲခူးတိုင်းအုပ်တွင်မြို့နယ်တောင်းတန်းကျေးရွာမှအရက်သားပြည်သူများသာနေထိုင်သောရွာဖြစ်ပြီးမြစ်တီလက်နက်ကိုင်ဖွဲ့စည်းမှမရှိကြောင်းကျေးရွာသူကျေးရွာသားများမှလေယာဆိုင်ပြိုရင်းနှင့်ခြံလုံငယ်များလောက်ကန်တမွေကြကြောင်းသိရှိရသည်။ အကြံဖတ်စစ်တပ်ကယခုသိမ်းချန်ကာလာတွင်လေးကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်လှုပ်ဆောင်လျက်ရှိရာနိုင်ငံတော်နှင့်ပြည်သူများထိခိုက်ဒေဆုံးမှုအရေအတွက်မြင့်တက်များပြားလာနေကြောင်းတော်လှန်ရေးအဖွဲ့များကထုတ်ပြန်ပြောဆိုထားသည်။